ရှင်ကိုကိုချင်းပေါ့လို့စိုးချင်တာလေအဲ့တော့အပြင် character နဲ့ညီတာဆိုတော့အဲ့လိုအချစ်ယူမှလေပေါ့အပြင်မှလည်းလိုပဲစကားရောလည်းအဲ့လိုအချစ်ကအဲတော့ဘဝကြီးပေါ့အဲ့ဒါတော့တူတယ်အဲ့လိုစိုးကွင်ပေးတဲ့လူပဲရွေးမှာပါအဲတကယ်တကယ်ရွေးရမယ်ဆိုလို့ရှင်ကဘာလို့ဆိုအိမ်မှာအကြီးဆုံးသမီးဆိုတော့လို့အငယ်အငယ်ဖြစ်ချင်းခဲ့ရလေငယ်ငယ်တည်းကအဲ့လိုဆိုရေးစားထားတဲ့ခါကျရင်တော့ကလေးပဲလှုပ်ရှင်တယ် အဒီလီချွန်လာရွှေရှင်ကိုင်းမှာဆိုလို့ရှင်ကီတီလွင်ဆွဲပေါ့နော်ကောင်းမလေးနေရာကိုမင်းမြရဲ့ညမနေရာကနေတည်ဆောင်ထားပါတယ်အကူကဟာတာကလည်းအရင်တုန်းကလေးကသားတို့ငငယ်လေးကအားပေးလာတဲ့ idol ဆိုတော့ဟာတာဟာတာကဆိုလို့ကိုမင်းမြရဲ့မဖူဖူရဲ့ငငယ်တော့ဆိုရမ်းကြည့်တာခုသွားငားလို့ရှင်လေဒါ idol နှစ်ယောက်ပဲဟာတာအရင်ကြီးရဆိုတော့ဒီကိုငငယ်ကကြည့်ခဲ့ကိုရဲ့ဒီ အိုင်ရွန်မင်းသားနဲ့အတူတူအဲ့လိုမျိုးဟာတာကတွေ့ရရအောင်ဆိုရမ်းပြဖို့ကောင်းပါရဲ့။အင်းအခုဟာတာကအများကြီးပဲဆိုတော်တော်များကြည့်ဘူးပဲ။ drama ရပါဆိုလို့ရှင်လည်းငဒူပါဆိုလိုက်ငိုပါလေအဲ့လိုအယံတနာဒီ visa တော့ကြာလဲငိုရတယ်ပေါ့နော်။အဲ့လိုမျိုးဆိုအဲဘယ်လိုမျိုးဟာတာပုံစံဖြစ်မလဲဆိုတော့ဒီမောင်နှမတွေမှာဆိုလို့ရှင်အကိုတွေကသူတို့ပဲမဟုတ်တာလုပ်မယ်သူတို့ပဲ sorry ပါရှုပ်မယ်။သူတို့အဲ့လိုသူတို့ညမဆိုလို့ရှင်အထီးမခံဘူး။ အဲအဲ့ဒါကောင်ကသူ့ရဲ့တငေချင်းကသူနဲ့တူဆိုးဖို့ဆိုးဖို့ဘာလို့ကိုထားအောင်ဆိုင်ရအဲ့ဒါကောင်ကသူညမကိုကြိုက်တာဆိုတော့အဲ့လိုအဲ့လိုရီရောရီရတယ်အဲ့တုံးယောက်ကြားရရဒီပုံစံလေးကမိုက်တယ်ပေါ့နော်ဟောလေသူညမကဆိုလို့ရှိရင်တူတယ်အဲဘာလို့မဟုတ်တာလုတ်ဖို့လုတ်ဖက်ဆိုတော့လေတငေချင်းအရင်ကြီးဆိုတော့အဲ့အဲ့လိုမျိုးပေါ့နော်တချို့စင်းနေဆိုပြောဖို့ကောင်းတယ်တုံးယောက်ဆုံးတဲ့ဟာကြီးဆိုလို့ရှိရင်လေအဲရီရကြောက်လည်းပြောဖို့ကောင်းတာပါ ဟိုကကြောက်လေနည်းနည်းတော့စိတ်ပင်ပန်းတော့လိုက်ဘူးပါဆိုတာလေဟာတာကတော့ပူကြိုက်တယ်ဒါဘာလို့လဲဆိုတော့ပျော်ဖို့ကောင်းလို့ဂျိုင်နဲ့ရှင်နေရလို့လေအဲ့လိုဆိုဒါပေမဲ့ဟာတာပူခတ်တယ်အိုက်တင်လောက်ရအောင်ပူပြီးတော့ခတ်တယ်အရန်မတူဘူးပေါ့နော်ဒရမာနဲ့ဒရမာကြတော့လေညည်းကြောင်ကိုတည်းဒရမာပဲလေအဲ့လိုမျိုးဆိုတော့ ဟာသာပို့ခတ်တယ်ဟုတ်အဟာသာကားမှာဘာအရေးကြီးရလဲဆိုတော့တိကဲရပါဘောเนาะဒီအပေးယူရအရေးကြီးရဒီဘက်ကလောဟုတ်တယ်မလားညီမလေးဆိုတော့ဟုတ်တယ်လေးကိုကြီးအဲ့လိုပြောပြန်ထောက်တတ်ဖို့လိုရဲပေါ့เนาะအဲ့လိုထောက်တတ်ဖို့ဆိုတော့လေကိုကအဲ့တင်လဲတည်နေလို့မရအောင်ဒီဟာကိုလဲအချိန်ကြိုက်မှာပြန်ပြောနိုင်ရမယ်ဆိုတော့မြင်နေပေါ့เนาะအဲ့လိုမျိုးတွေရာစတိတိလေးတွေရာစအများကြီးတော့တည်ယူကြရေးရခဲ့ပါတယ်အကိုကလည်းတင်မေးတယ်အဲ့လိုဒန်လို့ရပါတယ်ဆိုလို့ရှင်လဲပေးရပေးရဆိုတော့ဟုတ်တယ်မလားဆိုကိုဘက်ကဒီလိုပို့တော့မှာလဲပြိတက်ကကိုအာယုံရောက်မှာဆို ော်လေးအဲ့လိုမျိုးလုပ်ပေးရဟုတ်ဟာအဲအဲ့မှာတော့အဲ့လိုကုကုကုဆိုပြီးတော့နည်းနည်းအမြင်ကက်ဆရာလေးဖြစ်နေဟုတ်လားအဲကိုကုအဲကြိုက်ပါကု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 ချင်းဆိုတာရှင်ကိုကိုချင်းပေါ့စိုးချင်တာလေအဲ့လိုအော်အပြင် character နဲ့ညီတာဆိုတော့အဲ့လိုအချစ်ယူမှလေပေါ့အပြင်မှလည်းလိုပဲစကားရောင်းလည်းအဲ့လိုအချစ်ကအဲတော့ဘွားကြီးပေါ့အဲ့ဒါတော့တူတယ် အဲ့လိုစိုးကွင်ပေးတဲ့လူပဲရွေးမှာပါအဲတကယ်တကယ်ရွေးရမယ်ဆိုလို့ရှင်ရဘာလို့ဆိုအိမ်မှာအကြီးဆုံးသမီးဆိုတော့လို့အငယ်အငယ်ဖြစ်ချင်းခဲ့ရလေငငယ်တွေကအဲ့လိုဆိုရီးစားထားတဲ့ခါကျရင်တော့ကလေးပဲလှုပ်ရှင်တယ်အမကြောင်းဒီချွန်နဲ့ရိုက်တော့မှအဲလိုလေချွန်နဲ့စားတကယ်ရှိရတယ်လေချွန်နဲ့ကိုလေချွန်နဲ့ကိုအဲ့လိုတစ်ခါလေးကြလို့ရှိရင်ဘေးဒီနေပါရဟုတ်လို့ရှိရင်လေချွန်နဲ့ကိုအဲ့လို ပင့်ပြီးတော့လူရှင်နာကဟောပေးရမျိုးပေါ့နော်အဲ့လိုမျိုးအဲလုတ်ခဲ့တဲ့အဲ့လိုမျိုးဟာရှိခဲ့မှုတယ်အဲ့ဒါအောင်မှာဒီကားလေးကကြတော့ဟိုနတ်အချောင်းကိုရိုက်ပြတာမဟုတ်ပဲနဲ့ဒီဟာလေးကိုကိုးကားပြီးတော့ဒီဟာသားရောပြီးတော့ပေါ့နော်အဲ့လိုပုံစံလေးဖြန်းထားတာဆိုတော့ပုံမှန်ဟာသားကားရင်နေတော့မတူအဲ5စုံနဲ့ထင်တယ်ဒီ horror vibe လေးပါမယ်ပြီးတော့ဒါတို့ဒီ comedy လေးပါမယ်နည်းနည်း romance လေးလည်းပါမယ်ပေါ့နော်အဲ့လိုဆိုတော့ပျော်ဖို့ကောင်းပါလားရသဆုံးပါ အဲတကယ်လို့ပေါ့နော်ကိုကအဲ့လိုရိုးရက်နဲ့တည်ပါရဲ့အကြောင်းကိုစိတ်ဝင်စားရဲ့ဆက်ဆုကျင်တယ်ဆိုလို့ရှိရင်ဒီကရက်မှာလေချွတ်နဲ့အကြောင်းကိုအဲတီတီချာချာရင်မဟုတ်ပေမဲ့ဒါဘဟုတုဒရရအောင်မယ်ပေါ့နော်ပြီးရဲ့ခါကျတော့အဲ့တော့ comedy လေးလည်းပါတယ်အလွဲလေးလည်းပါတယ်ဆိုတော့ရသဆုံးလေးပေါ့နော်အဲ့တော့ပြင်မှုကောင်းမှာမဟုတ်ဘူးအဲ့တော့လက်ကြည့်ကြပါဟုတ်